မေလနောက်ဆုံးဘက်ကစတင်ပြီးကင်မီနယ်အတွင်းနိုင်ဂျာမန်မော်တော်ဆိုင်ကယ်နဲ့နိုင်ဂျာမန်ကားတွေအုံမပြုဘူးစစ်ကောင်စီလက်အောက်ခံကင်မီနယ်ရင်အနေနဲ့အနေနဲ့ကင်းရှင်းရေးကော်မတီကလိုက်လံတရီပေးတာတွေလှုပ်ဆောင်ခဲ့ပါတယ်ဂျွန်လာတရနေ့ကစတင်ပြီးကင်မီနယ်အတွင်းကဖန်အန်ကော့ဂရိတ်မြဝတီကျိုင်းစိန်ကြီးတန်တောင်ကြီးလှိုင်းဝင်းမြို့နယ်ခေါနယ်မြို့နယ်အတွင်းဖျက်ဆန်းတော်လာနေတဲ့နိုင်ဂျာမန်ရင်တွေကိုဖမ်းဆီးခဲ့ပါတယ်အချင်းရာဖိုင်းလေးတွေဆိုင်ကြောကောင်း တနေ့ကို၃ချိန်ပေါ့အချိန်တော့ကျွန်တော်တော့မသိဘူးတနေ့တော့သူတို့၃ချိန်ထွက်တယ်အဲဆိုင်စင်ကားနဲ့သူတို့ထွက်သူများထောက်တာကိုဘာလို့သူတော့မျိုးပေါ်မှာဒီလိုက်အော်တာဒီပြမွေရင်တွေပေါ့နော်ဖမ်းမဲ့ပေါ်ကြအော်လို့သူကအဲ့ဒီလိုက်အော်တဲ့ကားကဝူလောက်ကဖြစ်နေတယ်အကုန်လုံးရက်ကုန်တော့ပေါ့အခုကတော့ဖမ်းနေတယ်အခုကတော့လူနာအမှုလက်ကြီးကတော့ပြီးသွားတယ်လူနာလည်းအလွတ်တော့မရှိကြပါနဲ့ပေါ့တို့ကအဲ့လိုကြီးလိုက်စီတဲ့အခွဲကြီးရှိတာဟုတ် အဲ့လိုမျိုးအခုလူဥသားဖာမျိုးကတော့6ောက်ကောက်သွားပြီဆက်သွက်ပြတ်တာပေါ့အဲ့လိုမျိုးအဆန္ဒဆက်ဦးနိုင်လည်းမရဘူးဆန္ဒဆက်ဦးနိုင်လည်းဒီဖာပါပဲအပေါ်လို့ရက်ကုန်တော့ပေါ့ဂျွန်လနီယင်းညနေ9နာရီလောက်ကဖအံမျိုးကာဂျီကွင်းအဝင်းကြီးမှာရင်ဖန်စီရဲ့ဖွဲ့စုံဖွဲ့နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရင်ဖန်စီကနေပတ်သက်ပြီးပြစ်ပခတ်ဖြစ်ပွားခဲ့တာကြောင့်ပြည်သူတွေစိုးရိမ်ခဲ့ရတယ်လို့မြို့ကန်တွေကပြောပါတယ် โอเคအခုလိုလိုက်တဲ့ရင်းနေဖန်ကြီးရင်းနေအတွက်ဘာနော်ဒီသူတွေကအများဒုက္ခရောက်ကြတာပေါ့။ဒါပြတိလက်နေပြည်သူတွေကမရှိမရှိမဲ့လိုက်စဥစားလိုက်စင်းမဲ့ရင်းလေးတွေနဲ့တိုင်ကြွေးပစ္စည်းလေးထွက်တဲ့ဟာရေကုံသိန်းမျိုးမမျိုးတွေမှလာပို့ရောင်းချတယ်။သူခိုင်းလိုက်တော့အများဒုက္ခရောက်တာပေါ့နော်။အကြောင်းမအကြောင်းပို့တွေလည်းဘုကလည်းအများရတော့ပြည်သူတွေမှအများဒုက္ခရောက်တယ်။အဆက်ရှိတဲ့လူတွေကတော့လိုင်စင်ကားရင်လည်းသူတို့ကအယောင်ဝင်လို့လို့ရတယ်လေ။အခုလိုင်တဲ့မဲ့ရင်းလေးခန်းလာလေအရင် ခန်းစည်းတာတွေပုံပြအချိန်နေဆိုးတယ်ပေါ့နော်တင်းကြပ်တယ်ပေါ့နော်အခုကလက်နဲ့ကင်နေနဲ့ဘာတော့ပြိ့မဲ့ခတ်မဲ့အထိပြိပခါရဖြစ်ကြတယ်ပေါ့နော်အဲ့ဒီမှာပြည်သူတွေလည်းအရင်ဆိုးရင်နေရတယ်ပေါ့နော်မြန်မာနိုင်ငံစဲမြောက်ပြည်မြို့ကတစင်မြန်မာနိုင်ငံလုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေဝင်ရောက်ဖို့လက်နက်ကင်ဖွဲ့စည်းပြီးဌာနဆိုင်ရာတွေကမူကြီးရယူပြီးအဓိကတင်သွင်းနေတာလို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူတွေကိုဖော်ထုတ်ရမှာဖြစ်ပြီးနံမပြအတူပြုလုပ်တာလိုင်စင်တူပြုလုပ်တာတွေကိုတွေ့ရတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်နေသူအလုံးကိုစီစစ်ဖော်ထုတ်ရေးယူဖို့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်ကျွန်တော်အောင်ခန့်ပါ